ဩဂတ်လ14ရက်နေ့မှာပြုလုပ်ခဲ့တဲ့ဘိုင်မွန်းတက်နေကြတဲ့အမှုရုံးချိန်မှာတရရလိုရဲမှုထွန်းသိမ်းကိုဗဘဲရန်မြို့နယ်တရားသူကြီးကစတင်စစ်ဆေးခဲ့ပြီးတရပြိုင်ဂျာနယ်လစ်3ဦးနဲ့ပိုင်ရှင်2ဦးတို့အတွက်အာမခံလျှောက်ထားမှုကိုတရားရုံးကပယ်ချခဲ့ပါတယ်။အဲ့ဒီရုံးချိန်မှာဗိုင်မွန်းတက်နေကြတဲ့ကတာဝန်ခံအယ်ဒီတာကိုနိုင်ဆိုင်အောင်ခေါ်အောင်တန်းအယ်ဒီတာကိုဝင်းတင်နဲ့သတင်းတော့ကိုကျော်စောဟင်းခေါ်မင်းဝတ်တန်း ဂျာနယ်တိုက်ပိုင်ရှင်ဦးကျော်မင်းခိုင်နဲ့ဦးရင်မင်းထွန်းတို့ကိုတရားစွဲတဲ့တရားလိုသတင်းရဲတပ်ဖွဲ့ကရဲမှုဝင်တိုင်ကတရားစွဲရခြင်းနဲ့ပတ်သက်ပြီးတရားရုံးကိုရှောက်ထားခဲ့ပါတယ်။ထူးခြားချက်ကတော့အဲ့ဒီမှုမှာတရားပြိုင်ရှင်းနေဖြစ်တဲ့တရားလွှတ်တော်ရှင်းနေဦးရောဘတ်ဆန်အောင်ကရှင်းနေပါဝါရုပ်သိမ်းခဲ့ပြီးဦးရောဘတ်ဆန်အောင်နေရာမှာတရားလွှတ်တော်ရှင်းနေဦးကျော်ဝင်းကဥရေအကျိုးဆောင်ဖြစ်လိုက်ပါခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တရပြိုင်ကြာနယ်တိုက်ပိုင်ရှင်တွေဖြစ်ကြတဲ့ဥကြုံမင်းခိုင်နဲ့ဥယျမင်းထွန်းတို့ဟာ ဖမ်းဆီးမှုခံခဲ့ရစဉ်ကတည်းကထိုင်းနိုင်ငံမဲဆောက်မြို့မှာဖြစ်နေခြင်းတရားလိုပြသက်သေတွေစစ်ဆေးဖို့ကြံနေခြင်းစတဲ့အကြောင်းပြချက်တွေနဲ့ဥပဒေအရရှိကတရားပြိုင်တွေကိုအာမခံမပေးဖို့လျှောက်ထားခဲ့တာကြောင့်ဗဘဲရမ်းမြို့နယ်တရားသူကြီးကအာမခံပေးဖို့ကိုညှင်းပယ်ခဲ့တာဖြစ်ပါတယ်သူတမီဒေါက်တာအီဆန်လို့ကနေပြီးတော့ဟုတ်ကဲ့ကျွန်တော်ကိုဘာပြောလဲဆိုတော့သူတို့ကစကားပြောနေတယ်တဲ့ဘာပြောနေတာလဲဆိုတော့ အာမခံလျှောက်ဖို့ကျွန်တော်ပြောတယ်ခမရတို့မှာကိုယ်ပိုင်ရှင်းနေငါသာပြီးသားဖြစ်တဲ့အတွက်ဟုတ်ကဲ့မိမိရဲ့ရှင်းနေနေပဲပြောပါဟုတ်ကဲ့ကျွန်တော်မပြောပါနဲ့ကျွန်တော်လည်းလက်မခံပြနိုင်နေပြဿနာဖြစ်မှာစိုးလို့ပါလို့ကျွန်တော်ကပြောတယ်ဗျဟုတ်ကဲ့ပြောတဲ့အခါကျတော့သူတို့ကလက်မခံဘူးဟုတ်ကဲ့အဲ့လိုဆိုရင်နဲ့ဥဒ္ဒဏ်ကခမရကိုပါဝါရုပ်ပြင်မယ်ဟုတ်ကဲ့ရုပ်ပြင်မယ်ဆိုပြီးတော့ကျွန်တော်တယ်လီဖုန်းနံပါတ်ဒီအမျိုးမျိုးနဲ့ဗျဟုတ်ကဲ့အမျိုးမျိုးပြရပေးလာရဲ့ဟုတ်ကဲ့ ။ပြရပိလာတဲ့နေရာမှာတရားသူကြီးရဲ့နာမည်သုံးနေ။ဟုတ်ကဲ့။ရဲသတင်းတပ်ဖွဲ့ကအရာရှိတွေရဲ့နာမည်တွေကိုသုံးနေ။သုံးပြီးတော့ကျွန်တော်ကိုပြောတာ။ဟုတ်ကဲ့။နော်။ပြောတော့ကျွန်တော်ကဒီဟာနဲ့ပတ်သက်လို့ကအဲ့ဒီလိုဌာနဆိုင်ရာဝန်ထမ်းတွေအပေါ်မှာနဲ့ယာဒူးနဲ့အမျိုးအသုံးပြုပြီးတော့လောက်တာမျိုးကျွန်တော်ကမကြိုက်ဘူး။အဲ့လိုမကြိုက်ဘူး။မကြိုက်တဲ့အတွက်ကျွန်တော်နေမီ SB ရောဖိုင်ဘောက်လေကျွန်တော်အကြောင်းကြတယ်ကျွန်တော်တော့ဒီလိုဖီယာပိခံနေရတယ် ကျွန်တော်အိမ်ယူလက်တာဓာတ်ပုံရိုက်တာတွေလုပ်နေတယ်ဟုတ်ကဲ့ကျွန်တော်လုံခြုံရေးအခြေအနေကစိုးရင်ပွေရအစ်မရှိတယ်လို့ကျွန်တော်ကသက်ဆိုင်ရာတွေကိုအကြောင်းကြားတယ်ဟုတ်အကြောင်းကြားပြီးတော့ကျွန်တော်သူတို့လည်းပြောတယ်ကျွန်တော်ထွက်ပြီးမင်းခမရတို့ဘာမှမစိုးရင်နဲ့ဆိုတော့ကိုအဲ့တော့ကိုသူကအမျိုးမျိုးဗျာလှုပ်လာတယ်ဟုတ်ကဲ့အဲ့လုံလာတဲ့အတွက်အခုတော့ကျွန်တော်တို့ကအောင်မြင်စွာထွက်ပေးလိုက်ပါတယ်။နော်ကျွန်တော်တို့အမှုလက်ခဲ့တဲ့တန်တန်းတစ်ချောင်းမှာ နိုင်ငံရေးမှုတွေမှာပတ်သက်မယူသလိုအခုလည်းပဲပတ်သက်မယူဘူးဟုတ်ကဲ့နော်သူတို့ရဲ့အကျိုးစီးပွားနဲ့တရားခွင်မှာဥပဒေအရာရသင့်ရလိုက်တဲ့အခွင့်အရေးကိုရအောင်ကျွန်တော်တို့ကဆောင်ရွက်တာဟုတ်ကဲ့နော်အဲ့ဒါကိုသူတို့ကအဲ့ဒီလိုအနေထားမဟုတ်ဘူးသူတို့ကပုံသွားခြင်းနဲ့ပုံစံကဒီဌာနဆိုင်ရာတွေကိုလက်ညှိုးထိုးပြီးတော့အမှန်ကန်ယူခြင်းနဲ့ဆိုပုံစံမျိုးလောက်လာတော့ကျွန်တော်ကကြောက်တယ်ဒါကျွန်တော်တို့ရှင်းနေမှာအင်တန်ကြီးမားတဲ့ပြစ်မှုဖြစ်တယ် ်ပါဟုတ်ကဲ့ဒါလက်ပိလက်ယူနေလှုပ်တဲ့ကိစ္စမျိုးอ่ะကြီးမားတဲ့ပြည်မှုဖြစ်တော့ကျွန်တော်အဲ့ဒါမျိုးကြီးကိုယာဒုတာမုန်နေကိုသူတို့ဘာသာသူတို့ပြည်သူဝန်ထမ်းပြည်သားဆိုတာထမ်းဆောင်နေတာကိုပြင်ပနောက်ွယ်မှာအလွဲသုံးစားလှုပ်တာမျိုးလက်မခံနိုင်တဲ့အတွက်ကျွန်တော်ပါဝါနေရုံသိမ်းရခြင်းဖြစ်တယ်နော်အမကရကျင်လို့ဒီကာယကံရှင်ဒီကိုယ်တိုင်လက်မထိုးပြီးရှောက်ခဲ့တယ်ကာယကံရှင်ဒီဆွဆွဲခံရသူ၅ဦးကိုယ်တိုင်လက်မထိုးပြီးတော့ရှောက်ထားခဲ့တဲ့ပြဿနာဖြစ်တယ် ပယ်လိုက်တာပယ်လိုက်တာဗျပိုင်မွန်းတဲ့နေကြတဲ့ကပိုင်ရှင်တာဝန်ခံအယ်ဒီတာအယ်ဒီတာ၃ဦးနဲ့သတင်းရေးသားသူတို့ကိုဇူလိုင်လ9ရက်နေ့ကြတဲ့ပါဒေါအောင်ဆန်းစုကြည်နဲ့တိုင်းရင်းသားဒီမိုကရေစီအင်အားစုများအားဂျားဖြတ်အစိုးရအဖြစ်ပြည်သူများကတင်မြှောက်ကြောင်း MDC ရဲ့ထုတ်ပြန်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးဗဘဲရန်မြို့နယ်တရားရုံးကနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်905နဲ့တရားစွဲဆိုထားတာဖြစ်ပါတယ် တရားစွဲဆိုခံထားရသူတွေကအယ်ဒီတာတဦးဖြစ်တဲ့ကိုရဲမင်းအောင်ကိုတော့ပြီးခဲ့တဲ့ဩဂတ်စ်လ၄ရက်နေ့ကပြည်မှုဆိုင်ရာကျင့်သုံးဥပဒေပုံမှန်169အရဗဘဲရမ်းမြို့နယ်တရားရုံးကတရားရှင်လွှတ်ပေးခဲ့ပါတယ်။